ားလုံးမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မုံလာဥနေကိုအိမ်မှာလွတ်လပ်ကူကူလေးတက်စားပြီလို့ကျမရဲ့တုံနီလေးကိုမျှဝေပေးကြပါတယ်ရှင်။တုံနီလေးကလည်းလွယ်ကူစားရတာလည်းအရသာရှိရတဲ့ကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့ပြောချင်ပါတယ်ရှင်။ရှင်ဦးဆုံးမုံလာဥနေတလုံးကို အခွန်အားရေးစေးပြီးတော့ခုလိုမျိုးလေးချက်ထားပေးလိုက်ပါမယ်ရှင်။ ဘုံလောင်းနေချစ်ပြီးသွားပြီဆိုရင်တော့ကျွန်မကသူ့ကြည့်မှုပဲလေဂေါ်ရဂါတိလေးပါတွဲပြီးတော့တုတ်ဆမဖြစ်တဲ့တည်းကြောင့်မလို့ဂေါ်ရဂါတိတချမ်းကိုလည်းအခွန်နှောက်ပြီးတော့ခုလူမျိုးလေးချစ်ထားပေးလိုက်ပါမယ်ရှင်ဟာလုံးချစ်ပြီးသွားပြီဆိုရင်တော့ပကံတလုံးလေးကိုထည့်ပြီးတော့ရေခဲရေလီနဲ့10မိနစ်လောက်စင်ထားပေးပါမယ်ရှင် ခုလိုရေခဲရေလေးနဲ့စင်တာကတော့စစ်ထားတဲ့မုလာဥနီလေးတွေမမချွတ်ချွတ်လေးနဲ့ပို့ပြီးရစားကောင်းစေဖို့အတွက်ပါရှင်။ရေခဲရေအလွယ်တကူမရတဲ့နေရာဆိုလို့ရှင်လေရိုးရိုးရေနဲ့စင်ခဲ့ရပါတယ်ရှင်။ပြီးသွားရင်တော့ကျွန်တော်တို့စီကျဲချက်ဖို့အတွက်ကြက်တုံလေးနှလုံးကိုအနေတော်လေးလှိထားပြီးလိုက်ပါမယ်။ကြက်တုံလေးလှိပြီးသွားပြီဆိုရင်တော့စီကျဲစားပြီးရချက်ပါမယ်ရှင်။ ချက်မဲ့အိုးတွေကိုစီထဲပါမယ်စီပူလာပြီဆိုရင်တော့လှီထားတဲ့ကြက်တုံတွေကိုထည့်ပြီးတော့မီးနေတော်လေးနဲ့ချက်ပြီးပါမယ်ရှင် မီးရံပြင်းလို့ရှင်ကြက်တုံတွေလူးသွားမှဆိုတဲ့အတွက်ကြောင့်ပါကျမတို့ကြော်လန်ရင်းနဲ့တက်တုံလေးတွေခုလိုမျိုးအညိုရောင်ဖြဖြော်လေးတန်းလာပြီဆိုရင်တော့မိပိတ်ပြီးတော့အရာအတွက်စနွေးမုတ်ထည့်ပါမယ်ရှင်။ပြီးရင်တော့သူ့အပူချိန်လေးနဲ့ပဲခဏလောက်မှွေပြီးပြီးဆိုရင်တော့ပကံတစ်ခုထဲမှာခက်ထက်ထားလိုက်ပါမယ်နော်။ ဒီတော့ရင်တော့ကျမတို့အသက်ထဲမှာထည့်သွင်းဖို့အတွက်ပစွန်ကြောက်ထောင်းပါမယ်ရှင်။ပစွန်ကြောက်အနေများကတော့မိမိတို့စိတ်ကြိုက်ထည့်နိုင်ပါတယ်။ပစွန်ကြောက်ထောင်းလို့ညတ်သားပြီဆိုရင်တော့ပကံတစ်ခုထဲမှာခတ်ထည့်ထားပြီးရောညီပဲစံထပ်ပြီးတော့ထောင်းပါမယ်ရှင်။ဒီပဲဆန်လေးအညံ့လာပြီဆိုရင်တော့အားလုံးကို ပကံကူထဲမှာထည့်ထားလိုက်ပါမယ်။ ပြန်တော့မြေဒီစိအနေငယ်ကိုလည်းကိုယ်ဆက်ဆန်းနေတဲ့လောက်လေးပြီးထားပြလိုက်ပါမယ်ရှင်။တမယာဒီတလုံးကိုလည်းစိတ်ထားပြလိုက်ပါမယ်။အားလုံးပြင်ဆင်ပြီးသွားပြီဆိုရင်တော့တုံးမဲ့ပကံလေးကိုရေးစေးပြီးတော့စစ်ထားတဲ့မုံလာအုပ်နေနဲ့ဂေါ်ရဂတိချစ်ထားတာကိုထည့်ပါမယ်ရှင်။ ပြီးတော့ရင်တော့ပါဝင်ပစ္စည်းတွေဖြစ်တဲ့ပဇွန်ချောင်းနဲ့မြေပဲဆန်ထောင်းထားတာထည့်ပါမယ်။မြေုပ်သီးစိမ်၊စီချက်၊တံမြားရည်လက်ညှစ်ထည့်ပါမယ်။အရာတာအတွက်ကတော့ငံပြားရည်နှင်းငယ်ထည့်ပါမယ်ရှင်။အားလုံးထည့်ပြီးသွားပြီဆိုရင်တော့ကျမတို့အရာတာနှက်ဆက်တော့အောင်လို့တည်တည်ချာချာလေးနေပေးပါမယ်ရှင်။ ဒီတုတ်လေးရဆိုရင်ကျမတို့တခတရံမှာ အသားငါးတွေစားရတာညင်းငွေလာလို့အသီးရွက်လေးပဲစားကျင်နေဆိုလေတုတ်စားလို့အဆင်ပြေတဲ့ဟင်းတစ်ခွက်ပါပဲရှင်တက်တက်လို့စားမဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်ကဲလို့ကိုကတက်တက်လို့စားမဲ့ဆိုရင်တော့ပစံချမှုမထည့်ဘဲနဲ့မြေပဲဆန်လေးနဲ့ပဲတုတ်စားလေအဆင်ပြေပါတယ်ရှင် အားလုံးနှမ်းဆက်အောင်နေပြီးသွားရင်တော့အရသာမြစ်ချီပါမယ်ရှင်အရသာအနေငယ်ပို့လို့စာအနေငယ်နဲ့တံမြိုင်အနေငယ်ချင်ထည့်လိုက်ပါမယ်ပြီးရင်တော့အားလုံးတမအောင်မှုပြီးပြီးပြီဆိုရင်တော့ရပါပြီရှင်ခုဆိုရင်တော့စားလိုက်ရင်ကြွကြွကလေးနဲ့အရသာချူရှင်စိအရသာလေးနဲ့စားလို့အရင်ကောင်းတယ်မုံလာဦးနေပုံလေးကတော့ရပါပြီရှင် ကျွန်မရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကြောင့်ကျေးဇူးများကြီးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်ပြီးတွေ့ကြပါမယ်နော်။